မြန်မာနိုင်ငံမှာကျန်းမာရေးပညာရေးနဲ့လူမှုဝန်ထမ်းကဏ္ဍပါအားလုံးအတွက်ဗန်ဒငွေရရှိမှုမှာကာကွယ်ရေးသုံးစည်းထက်များစွာနှေးပါနေသေးကြောင်းနှွေပါလာ20နေကထုတ်ပြန်ခဲ့တဲ့ UNICEF အစိုးရကစားရသိရပါဗျ။မြန်မာနိုင်ငံမှာလူမှုရေးကဏ္ဍပေါ်ငွေကြေးခွဲဝေသုံးစွဲမှုမြင့်မားလာတော့လဲကျန်းမာရေးပညာရေးနဲ့လူမှုဝန်ထမ်းကဏ္ဍပါအားလုံးအတွက်ဗန်ဒငွေရရှိမှုမှာကာကွယ်ရေးသုံးစည်းထက်များစွာနှေးပါနေသေးကြောင်းကျန်းမာရေးနဲ့ပညာရေးကဏ္ဍအသုံးစည်းများမြင့်တက်လာတာကိုတွေ့မြင်ရပေမဲ့ လူမှုဝင်တဲ့ကဏ္ဍပေါ်ဗန်းတောင်ငွေသုံးဆွဲတဲ့အချို့မှာကြာစင်းနေကြောင်းနဲ့မြန်မာနိုင်ငံရဲ့မူဝါဒချမှတ်သူများအနေနဲ့တိုင်းပြည်ပြုပြင်ပြောင်းလဲရေးနဲ့ဗန်းတောင်ငွေဘတ်ဂျက်ခွဲဝေသုံးဆွဲရမှာကလေးသင်ငယ်များကိုဦးစားပေးရန်ယူနီဆက်ကတိုက်တွန်းထားတာဖြစ်ပါတယ်။မြန်မာဖွံ့ဖြိုးတိုးတက်အရင်းအမြစ်အဖွဲ့စည်းပွားရေးနဲ့လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နဲ့ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုနဲ့ယူနီဆက်ဟာ2017-2020ဘန်နာရေးနှစ်မှာ2014-2015ဘန်နာနှစ်ကာလအထိအကျုံးဝင်တဲ့ပြောင်းစုရာသုံးမှန်းကျေငွေစည်ရင်းဘတ်ဂျက်ဥပဒေများမှာဖော်ပြထားတဲ့ ဗန်နာငွေဘတ်ဂျက်ဆိုင်ရာကိန်းဂဏန်းစည်ရင်အချက်အလက်များကိုအကဲဖြတ်သုံးသပ်ခဲ့ပြီးမြန်မာနိုင်ငံကလေးငယ်များအတွက်ပြည်သူဗန်နာရေးကိုပုံဖော်ဆောင်ရွက်ခြင်းအစီရင်ခံစာစာတမ်းမှာပြီးခဲ့တဲ့၄နှစ်တာဗန်နာနှစ်ကာလအတွင်းသုံးစွဲထားတဲ့ဘတ်ဂျက်ငွေများကိုခွဲခြမ်းစိတ်ဖြာသုံးသပ်ဖော်ပြထားကြောင်းအဆိုပါစည်ရင်ခံစာရသိရပါတယ်။အဆိုပါစည်ရင်ခံစာဟာလွှတ်တော်ကိုယ်စားလှယ်များပါဝင်မူဝါဒချမှတ်သူများအတွက်မြန်မာနိုင်ငံရဲ့လူသားအချင်းမြေတိဆောက်ရေးလူမှုရေးစည်းလုံးညီညွတ်မှုနဲ့ဖွံ့ဖြိုးမှုအားပေးမြင့်တင်ရေး ကလေးငယ်များဘဝတာယာဝါပြောရေးစားတဲ့ရွေးချယ်စရာပုံစံမျိုးကိုအခြေတင်ဆွေးနွေးရန်ထဲသွင်းစဉ်းစားရန်လိုအပ်တဲ့ကိန်းဂဏန်းအချက်အလက်များကိုပံ့ပိုးပေးထားကြောင်းသိရပါတယ်။၂၀15-2016ဘဏ္ဍာနှစ်အတွက်ဘတ်ဂျက်ခွဲဝေပြဋ္ဌာန်းရေးဆွေးနွေးရာမှာပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်မှလွှတ်တော်ကိုယ်စားလှယ်များသိရှိစေဖို့အတွက်စူပါစင်ခန်းစာစာရန်ကိုလွှတ်တော်ကိုယ်စားလှယ်များထံဖြန့်ဝေခဲ့တာဖြစ်ပါတယ်။